သက်15နှစ်အရွယ်မိန်းကလေးကိုသူမရဲ့မိန်းကလေးတငယ်ချင်းတယောက်ကတဲကိုခံတကူဟူကိုလင်ခေါ်သွားပြီးဟိုရောက်တော့ယောက်ျားလေးတငယ်ချင်း၄ယောက်မှာအသက်15နှစ်အရွယ်မိန်းကလေးကိုကြောက်ပြီးတယောက်အတူနေထိုင်ခဲ့တာကြောင့်နောက်ဆုံးမှာတော့ကလေးမလေးဟာကိုုံရသားခဲ့တယ်ဆိုတာကိုထိုင်းနာမည်ကြီးတရင်းနေရနေပြီးတော့ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဒီဖိုးကြားကြီးစိတ်အခွန်နဲ့ဒီဖြစ်စဉ်ကတော့ဆယ်လပိုင်း28ရက်နေ့ဒီနေ့မနက်ကထိုင်းသတင်းတွေမှာဖော်ပြလာတာဖြစ်ပါတယ်။ထိုင်းနိုင်ငံဖော်သလိုမျိုးမှာအလုံးလုံးကိုင်းဒီတိုင်းနဲ့နိမ့်လာခဲ့ရတဲ့အသက်15နှစ်အရွယ်ကလေးမလေးရဲ့မိခင်ဖြစ်သူမှာ သူမရဲ့သမီးကိုမိန်းကလေးတငယ်ချင်းတယောက်မှတဲဟိုဟန်တစ်ခုကိုလိန်ခေါ်သွားပြီးအဲ့ဒီနောက်မှာသစင်းယောက်ျားလေးတငယ်ချင်းတယောက်ရဲ့အတူနေထိုင်ခဲ့တာကိုခံရတာကြောင့်ကိုဝင်ရရှိခဲ့တယ်လို့တိုင်းလူမှုကွန်ယူရေးအဖွဲ့အစည်းတစ်ခုကိုတိုင်ကြားကအကူအညီတောင်းခံလာခဲ့ပါတယ်။နောက်ပြီးမိခင်ဖြစ်သူပြောတာကသူမဟာနေမှာသွားပြီးအလုံးလောက်ကန်နေရတာကြောင့်မိခင်ဖြစ်သူမှာကိုဝင်ရှိနေတယ်ဆိုတာကိုမကြသေးခင်မှသိရတယ်။တီတီချင်းမှာပဲအင်ကိုချက်ချင်းပြန်လာပြီးအခုလိုလူမှုကွန်ယူရေးအဖွဲ့အစည်းမှာအကူအညီတောင်းတာဖြစ်တယ်လို့မိခင်ဖြစ်သူမှာပြောပါတယ်။ ။နောက်ပြီးသက်ဆိုင်ရာမှာနင့်နာခဲ့ရတဲ့အသက်59နှစ်အရွယ်မင်းကလေးကိုမေးမြန်းမှုပြုလုပ်ရာကတော့ကလေးမလေးပြောပြတာကတော့"သူမကိုအင်္ဂါနေမင်းကလေးတင်ငယ်ချင်းတယောက်ကခေါ်တော့သွားပြီးသူမနဲ့တခါမှမတွေ့ဘူးမမြင်ဘူးမသိတဲ့ယောက်ျားလေးတင်ငယ်ချင်းတွေနဲ့ပေးတွေ့တယ်။ပြီးတော့တဲဥကန်တစ်ခုမှချင်းခဲ့ပြီးဟိုရောက်တော့ယောက်ျားလေးတင်ငယ်ချင်းတယောက်နဲ့သူမအတူနေထိုင်ခဲ့တယ်။အဒီနောက်ပိုင်းမှာခဏခဏဆိုသူတို့ချင်းတွေ့ကြပြီးချင်းတွေ့တဲ့အခါမျိုးတွေမှာဆိုရင်အရင်ကလိုတယောက်တည်းမဟုတ်တော့ပဲယောက်ျားလေးဘက်ကတယောက်ကနေနှစ်ယောက်၊နှစ်ယောက်ကနေသုံးယောက် နောက်ဆုံး၄ရက်အထိအတူနေထိုင်ခဲ့ရတယ်။နောက်ပြီးအဖွားဖြစ်သူပြောတာကအတိနှစ်လကျော်သုံးလအချိန်တိုးလို့တည်းမှာမြင်းမလေးရဲ့နေထိုင်မှုဟာအရင်ကလိုမဟုတ်တော့ပုံမှန်မဟုတ်တော့ပဲပြောင်းလဲလာတယ်။အိမ်မှာလည်းသိမ့်မနေတော့ဘူး။နောက်ပြီးမြင်းလေးရဲ့မိန်းလေးတင်ရင်တယောက်ဟာဆိုရင်လည်းအိမ်ကိုခဏခဏလာပြီးတော့မြင်းမလေးကိုအပြင်ခေါ်ခေါ်ထုတ်သွားတယ်။အဲဒီနောက်ပိုင်းမှာမြင်းလေးဟာကိုယ်ရင်ရှိနေတဲ့လက္ခဏာမျိုးပြနေတာကြောင့်စီရင်ကိုခေါ်သွားပြီးစစ်ကြည့်တော့ဆရာဦးနေပြောတာကတော့မြင်းမလေးမှာကိုယ်နှစ်ဘက်ရှိနေပြီလို့ပြောတယ်။ အဒီနောက်ပိုင်းမှာအဖွားပြည့်သူအတင်းကျပ်မီတော့မှမြီးမလီဟာကြောက်ကြောက်နဲ့အားလုံးကိုပြောပြခဲ့ပါတယ်။နောက်ပြီးအဖွားပြည့်သူပြောတာကမြီးလီဟာအုံနောက်ဖွင့်ပြောမှုအားနေသူတယောက်ဖြစ်ပြီးလူတွေကိုအယုံလွတ်တတ်တယ်။အုံနောက်မှတ်ညံနေရလဲတိတ်မကောင်းတဲ့အတွက်ကြောင့်သူ့တငယ်ချင်းတွေပဲခေါ်ခေါ်ဘသူပဲခေါ်ခေါ်လိုက်တတ်တာကြောင့် အဲဒါကြောင့်အခုလိုကိုုံရရှိခဲ့တယ်လို့အဖွားဖြစ်သူကပြောပါတယ်။အဲနောက်ပိုင်းမှာတော့သက်ဆိုင်ရာမှာကျူးလွန်ခဲ့တဲ့ကောင်လေးတွေကိုအရေးယူဖို့အတွက်စုံစမ်းမှုပြုလုပ်တော့၃ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ပထမတစ်ယောက်ကတော့နိုင်ဖူးအသက်15နှစ်ဖြစ်ပြီးဒုတိယတစ်ယောက်ကတော့နိုင်သိန်းအသက်15နှစ်ဖြစ်တယ်။တတိယတစ်ယောက်ကတော့နိုင်ပိုင်းအသက်16နှစ်ဖြစ်တယ်လို့ဂျန်နာကတော့ ကလေးမလေးကိုအင်္ဂါနေ့အပြင်ခေါ်ခေါ်ထုတ်သွားတဲ့မိန်းကလေးတင်ငယ်ချင်းကိုတော့စစ်စေးမှုပြုလုပ်နေခဲ့ပေမဲ့အဲ့ဒီမိန်းကလေးကတော့သူမနဲ့မဆိုင်ကြောင်းညှင်းဆူနေခဲ့ပါတယ်။လက်ရှိမှာတော့ကိုုံရသားခဲ့တဲ့အသက်15နှစ်အရွယ်ကလေးမလေးရဲ့မိသားစုဝင်တွေနေရဲ့ခွင့်ပြုချက်နဲ့ကိုုံကိုဖျက်ချခဲ့ပါတယ်။နောက်ပြီးထိုင်းတဲ့တိမှပြောတာကတော့ကျူးလွန်ခဲ့တဲ့တရားခဏတွေကအသက်မပြည့်သေးဘူးဆိုပေမဲ့ထိုင်းဥပဒေအတိုင်းဆက်လက်အရေးယူမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းတဲ့တိနေကပြောကြားလာခဲ့ပါတယ်။